မင်္ဂလာပါရှင်ဇန်နဝါရီလ2ရက်နေ့ညနေပိုင်းအတွက်ပြပို့ထားတဲ့မလို့တာအခြေအနေခန့်မှန်ချက်ကိုတင်ဆက်ပေးပါမယ်ကျမလူမအောင်ပါရှင်ပြပို့ထားတဲ့ဂျိုရုတိမ်ပေါ်မှာဆိုရင်တော့ကပလီပင်နယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်အထင်တင်ကနေပြီးတော့တိမ်ထူထွက်နေရအောင်တွေ့ရပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အနေငယ်ဖြစ်ထွက်နေရအောင်တွေ့ရပါတယ်မောင်နိုင်ငံပေါ်မှာတော့မောင်နိုင်ငံအရှိပိုင်းတောင်ပိုင်းနဲ့မြဝချုံမော်ဒေတာတွေမှာတိမ်အထင်တင်ဖြစ်ထွက်နေရအောင်တွေ့ရပြီးတော့ကြံတဲ့ဒေတာတွေမှာတော့တိမ်အနေငယ်ဖြစ်ထွက်နေရအောင်တွေ့ရပါတယ် ။ဒေတိုင်တို့အခြေအနေခန့်မှန်းချက်ကတော့ရခိုင်ကင်ရမ်မှာတနားရီကို12မိုင်ကနေ14မိုင်နှုန်းမြဝကြုံမော်ကင်ရမ်မှာတော့15မိုင်ကနေ18မိုင်နှုန်းနဲ့ကြံကင်ရမ်မှာ16မိုင်နဲ့ -10 နှုန်းတိုက်ခတ်နိုင်ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မနက်ဖြန်အတွက်မလို့ဝတာအခြေအနေခံမှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။စစ်တွေမှာတော့တိမ်အသင့်တင်ပြတော်နိုင်တယ်လို့ခံမှန်းထားပါရယ်။ပသိမ်၊မကွေ၊ပဲခူး၊ရန်ကုန်၊မော်လမြိုင်၊ပအန်၊တဝေစတဲ့ ီမြို့ကြီးတွေအားလုံးမှဆိုရင်တော့မနက်ဖြန်မှနေရာကွက်ကြားမိုးအနေငယ်တချုံရွာသွားနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ဆက်လက်ပြီးတော့ကြံတဲ့မြို့ကြီးတွေမှာတော့မုံရွာနဲ့မြကြီးနားမှာတိမ်ထူတတ်နိုင်တယ်လို့ခန့်မှန်းထားပါရ။ဟာခာမန္တလေးလာရှိုးတောင်ကြီးဟဲဟိုရိုက်ကောစတဲ့ဒီမြို့ကြီးတွေမှာတော့မနက်ဖြန်မှနေရာကွက်ကြားမိုးတချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်။မိုးရိမ်အခြေအနေခန့်မှန်းချက်ကတော့ ရခိုင်ပြည်နယ်မန္လေးတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်မှာတော့20မီလီမီတာကနေပြော60မီလီမီတာဝန်းကျင်လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါရရှင်။ညအပူချိန်အခြေအနေခန့်မှန်းချက်ကတော့ကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရှစ်ကနေပြီးတော့73ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကျန်တဲ့ဒေသတွေမှာဆိုတော့14ရက်နေ19ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါရရှင်။မြမပင်လေပင်အခြေအနေခန့်မှန်းချက်ကတော့မြမကင်ရနဲ့ကမ်းလောင်ပင်လေပင်တွေမှာလှိုင်း အနည်းငယ်ကနေပြောလိုင်းအသင့်တင်ရှိနိုင်ပါတယ်လိုင်းမြင့်ပေးကတော့တပီကနေပြော6ပေလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါရရှင်မန္တလေးမြို့တွင်းငါးဆာခန့်မှန်းချက်ကတော့ရှေ့နေရမှာနေရာကွက်ကြောင်မိုးတချုံရွာသွန်းနိုင်ပြီးတော့ကျန်တဲ့ရက်တွေမှာတော့တိမ်အသင့်တင်ဖြစ်တော့နိုင်ပါတယ်အမြင့်ဆုံးအပူချိန်ကတော့29ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်ရန်ကုန်မြို့တွင်းငါးဆာခန့်မှန်းချက်ကတော့ရှေ့3ရက်မှာနေရာကွက်ကြောင်မိုးတချုံရွာသွန်းနိုင်ပြီးတော့ကျန်တဲ့ရက်တွေမှာတော့တိမ်အသင့်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်အမြင့်ဆုံးအပူချိန်ကတော့34ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်နေပြည်တော်အတွက်ငါးဆာခန့်မှန်းချက်ကတော့ရှေ့လေးရက်မှာ နေရာကြကြဲမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့9ရက်နေမှာတော့တိမ်ထူထနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့28ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင်အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မြို့ကြီးတချို့ရဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ရှင်ကျေးဇူးတင်ပါတယ်